ကဲဒီမေရှင်များအလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်မနေ့တုန်းကတော့မတင်ခဲ့ပြည့်ခဲ့ဘူးပေါ့နော်တော့ဒီနေ့ကကျွန်တော်ဒီအာဆီယံမလို့တဲ့ပေါ့နော်ခဏလေးကျွန်တော်နှစ်ကွက်ပေါ့နော်နှစ်ကွက်ကျွန်တော်ထည့်ပြီးมาဖြစ်ပါတယ်ဗျာနော်โอเคကျွန်တော်တို့ ਨੇ တူတူဒါလိုက်ကြည့်အောင်ပေါ့နော်โอเคမူလေးကဖြစ်နိုင်မဖြစ်နိုင်ကတော့တကယ်ချင်းတို့ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါဗျာနော် โอเคကျွန်တော်ပထမဆုံးထိပ်စီးပြမယ်ပြီးရင်ခါပြမယ်ပေါ့เนาะခါပြပြီးရင်တော့ကျွန်တော်တို့ဒီမှာအပိတ်ကိုသွားမယ်ပေါ့เนาะโอเคဒါဆိုပထမဆုံးအနေနဲ့ကျွန်တော်ထိပ်စီး3ည9 3ညဆိုတော့ဒီကနန်း3လုံးပေါင်းခြင်းဒီနံပါတ်9เนาะဒီနံပါတ်9ဒီကျွန်တော်တို့ခွန်ခွန်3ဆိုတဲ့ဒီနံပါတ်9ကိုဖြစ်တယ်ပေါ့เนาะ3လုံးပေါင်းခြင်းနေပဲเนาะတပင်းချပြီးတဲ့နောက်မှာကျွန်တော်တို့6 6 8ဆိုတော့3လုံးပေါင်းခြင်းဒီနံပါတ်3ဖြစ်တယ်เนาะ နံပါတ်3ဖြစ်တဲ့အတွက်962ဆိုပြီးတော့ပေါင်းကျင်နံပါတ်3ကိုကျွန်တော်တို့ရိုက်ပေးတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တပင်ချပြီးတော့835ဆိုတဲ့နံပါတ်3ဒီနော်ကျွန်တော်ဒီရှိက3လုံးပေါင်းကျင်ဒီနံပါတ်3ဆိုပြီးတော့ကျွန်တော်တို့ပေးပေးရမယ်နော်နံပါတ်3ဖြစ်ဖို့အတွက်ကျွန်တော်တို့ဒီမှာလိုအပ်နေတဲ့ကဏ္ဍကတော့နံပါတ်9ဖြစ်ပါတယ်933နော်ပေါင်းချင်းနံပါတ်9ဆိုပြီးတော့ကျွန်တော်တို့ထိပ်စီးပေါ့နော်။ဟုတ်ကဲ့ခွန်ဒီခွန်ကြရတဲ့ကျွန်တော်တို့3ဒီ3ကြရတဲ့ဒါအတွက်ကြောင့်ကျွန်တော်တို့3ဒီ နံပါတ်3ဆိုပြီးတော့ကျွန်တော်တို့ဖမ်းမယ်ပေါ့နော်။ Okay ကျွန်တော်တို့ခါးတိုင်ကိုကြည့်ပါမယ်။ခါးတိုင်မှာတော့ကျွန်တော်ဒီကဏ္ဍနှလုံးဖမ်းမယ်ပေါ့နော်။ကဏ္ဍနှလုံးကပရမအနေနဲ့ကျွန်တော်ဒီမှာ29ပေါ့နော်။29ပေါင်းခြင်းနံပါတ်1ဒီကျွန်တော်ဒီမှာဗာကြာပြီးခဲ့လဲဆိုရင်ခွန်ခွန်တုံညခွန်ဆိုပြီးတော့ပေါ့နော်။ခွန်နဲ့3လေးကျွန်တော်20နဲ့1เนาะ။ဒီမှာတစ်ကြတဲ့အတွက်၄လုံးပေါင်းခြင်းနံပါတ်1ဆိုပြီးတော့သူရိုက်ပြီးခဲ့တယ်เนาะ။ ူကမှပဲစစ်ရဲ့ကျွန်တော်တို့84ဆိုတဲ့ပေါင်းခြင်းနံပါတ်1နော်ဒီနံပါတ်1ဒီလဲကျွန်တော်တို့6682ဆိုပြီးတော့၄လုံးပေါင်းခြင်းဒီနံပါတ်1ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပေးခဲ့ပါတယ်နော်โอเคဒီတွေ့ကြောင့်ကျွန်တော်ဒီအောက်က38ဆိုတဲ့ပေါင်းခြင်းနံပါတ်1ဒီနော်ပေါင်းခြင်းနံပါတ်1ဒီကျွန်တော်တို့ဒီမှာ၄လုံးပေါင်းခြင်းနံပါတ်1ဆိုပြီးတော့ကျွန်တော်တို့ဖမ်းပေးရမယ်ပေါ့နော်။ Okay နံပါတ်1လို့ကျွန်တော်တို့ဖမ်းပေးမယ်ဆိုရင်တော့နောက်ထပ်လိုအပ်နေတဲ့ကဏ္ဍကတော့နံပါတ်3ဖြစ်ပါတယ်။ နော်နံပါတ်3ကျွန်တော်တို့3353ပေါင်းခြင်းနံပါတ်2နံပါတ်1ဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့ဒီလိုမယူဘူးကျွန်တော်1เนาะဒီမှာ1ဒီမှာ2ဒီမှာ3လို့ယူခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့5ဒီခါဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်တို့စီနီယာတိုင်းယူမယ်ပေါ့နော်ဒီတော့ကြောင့်ကျွန်တော်တို့3ခါ5ခါပေါ့နော်ကျွန်တော်နှစ်ကွက်တော့ယူရမယ်ဒါသိရင်တော့ကျွန်တော်တို့အပိတ်လေးတစ်ချက်သွားကြည့်အောင်ဗျာနော်အပိတ်လေးပေါ့နော် အသိကကျွန်တော်ဒီမှာရှိနေတဲ့နံပါတ်ပေါ့နော်နံပါတ်6ဒီနော်ဒီနံပါတ်6ဒီကျွန်တော်တို့ဒီမှာခွန်3ည3ခွန်ဆိုပြီးတော့နှလုံးပေါင်းခြင်းနံပါတ်6 power 6ဆိုပြီးတော့ check ခဲ့ပါတယ်နော်တပင်ချားမှာရှိတဲ့နံပါတ်3နော်ဒီနံပါတ်3ဒီဘာရိုက်ပေးခဲ့လဲဆိုတော့68နံပါတ်4ရဲ့ခွန်ခွန်နံပါတ်4ရဲ့44ပေါင်းခြင်းနံပါတ်8ဆိုပြီးတော့ရိုက်ခဲ့တဲ့3 power 8ပါနော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီအောက်မှာတပင်ချားကနံပါတ် ကိုဒီနော်ကိုပါဝါကျွန်တော်တို့ပါပြစ်ပြရမလဲကိုပါဝါနံပါတ်6ဆိုပြီးတော့ကျွန်တော်တို့ဒီမှာရိုက်ပြရမယ်နော်ကိုပါဝါနံပါတ်6နံပါတ်6ဖြစ်ဖို့အတွက်ကျွန်တော်တို့ဘာကဏ္ဍလေးလိုအပ်နေလဲ3.5ဒီ5ကျွန်တော်တို့နှစ်နဲ့ပေါင်းရင်ခွန်ဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်ခွန်တစ်လုံးနော်ဒါဆိုရင်ကိုပါဝါကျွန်တော်တို့6ဆိုပြီးတော့ကျွန်တော်တို့ကြာမှာဖြစ်ပါတယ်ဒီတော့ကြောင့်ကျွန်တော်တို့ထိုးကွက်ဒီခွန်3ခွန်ခွန်5ခွန်ကျွန်တော်တို့နှစ်ကွက်သေးပဲ ကစားမယ်ပေါ့နော် Okay ပါဒါကတော့ကျွန်တော်ရဲ့အားစရာမလို့တဲ့ကနလေးတစ်ကွက်ဖြစ်ပါတယ်နှစ်ကွက်ပေါ့နော်ဒါတငယ်ချင်းမိတ်ဆွေတို့ကကြိုက်နေတဲ့တည်းဆိုရင်တော့ကန်ဆန်းကြည့်ပါဗျာနော်ခွန်3ခွန်ကျွန်တော်တို့ခွန်5ခွန်ပေါ့နော်အားလုံးပဲကျေးဇူးတူတင်ပါတယ်အဆင်ပြေကန်ကောင်းပါစေဗျာ Thank you ပါ